ဒီဖုန်းချောင်းပြောရမှာနည်းနည်းတော့လန့်ပေါ့လန့်စရာပဲဟိုပြောလို့ပြောရမှာမဟုတ်သိရမှာဒီဖုန်းတွေကဒါပြောရင်ယုံမှာမဟုတ်ကိုယ်တိုင်ကြုံမှသိမဲ့ဖုန်းမျိုးတွေဒီခါဗီဒီယိုမှာတော့ကျွန်တော်တို့က15သိန်းဝန်းကျင်မှာ gaming experience အရန်ကောင်းတယ်လို့ပြောနေကြတယ် Infinity ရဲ့ GT 30 Pro တကယ်ရော gaming experience မှာတကယ်ကောင်းလား 15သိန်းဝန်းကျင်မှာဂိမ်းဒီတန်းဆော့မယ်ဆိုဒီဖုန်းကရွေးဝယ်တင်တာဒီဖုန်းမှာဘာတွေအသာချက်ရှိလဲပြည်ဒီဖုန်းကဘယ်သူတွေအတွက်အဆင်ပြေနိုင်လဲဒီအကြောင်းပြပြပေးမယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင် ပြီးတော့ဒီဖုန်းတွေက MSR tournament ဖုန်းတွေဖြစ်တဲ့အတွက်ဒီကောင်တွေကိုအမြဲတမ်းတွေးနေရတာကကျွန်တော်ပြိုင်ပွဲတွေမို့အထူးသဖြင့် mobile legend ပြိုင်ပွဲတွေမှာလည်းဒီကောင်တွေကိုတွေ့ရတယ်ဆိုတော့ဒီကောင်တွေကဒီလောက်ထိပြိုင်ပွဲတွေမှာ sponsor ပေးပြီးတော့ပေးထားတာဖြစ်တဲ့အတွက်ဒီကောင်တွေရဲ့ performance ကအဲ့လောက်ထိသွားပြီးတော့မယုံစရာအကြောင်းတော့မရှိဘူးเนาะဒါပြောမယ်ဆိုရင် gaming experience ညီနေတော့တော်တော်ကောင်းနေရတယ်လို့ဒါယူဆလို့ရတယ်ဆိုတော့ကျွန်တော်တို့ရေဆက်ပြီးတော့ဒီဖုန်းကြောင်းလေးကိုအသေးစိတ်ဆက်ပြောကြတာပေါ့ ပထမဆုံးဒီ Infinite GT 30 Pro ရဲ့ big quality ကနေစပြောကြအောင်။ဘာကြောင့်လဲဆိုတော့ gaming phone တစ်လုံးအနေနဲ့ gaming experience ကောင်းကောင်းရဖို့ကလက်ထဲမှာ hand feeling ကောင်းကောင်းရှိနေဖို့လိုတယ်။ဒါပေမဲ့တခုရှိတာကတည့်ရတိုင်းမှာတော်တော်များ gaming phone မဟုတ်ဘဲနဲ့ဒီ gaming experience ကောင်းကောင်းရတဲ့ phone တွေတော်တော်များဆိုလို့ရှိရင်လည်းဒီလိုမျိုးကန်ရတာတွေပါတယ်။နည်းနည်းလေး အစီအမံပြရမျိုးတွေရှိနေတယ်။ဒါပေမဲ့ Infinite ကဒါတွေကိုသိရလို့တော့မြင်တယ်။သူကဒီ Infinite GT 30 Pro မှာဆိုလို့ရှိရင်အရင်တုန်းက GT 20 Pro ထက်ပိုပြီးကောင်းတဲ့ hand feeling ရအောင်ဒီကောင်ကြီးဒီကောက်ပြောင်းလိုက်တယ်။ဘလိုနေပြောင်းလဲဆိုရင်ဘေးပေါင်တွေလုံးမိထားတာမျိုးပြောလို့ရှိရင်လက်ထဲမှာကင်လို့ရှိရင်သူ့ရဲ့ဘောင်တွေကရှက်တတဖြစ်မနေအောင်ပြီးတော့ဘောင်လေးတွေကိုနည်းနည်းလေးလုံးမိလိုက်တာမျိုးဒါမျိုးလေးတွေကိုတွေ့ရတယ်။ဖုန်းကတော့ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့တက်ထဲမှာ ဒါ၄000ဆက်ဆံမယ်ဒါပေမဲ့ဘောင်းလေးလုံးမေးထားတယ်ဒီဘေးဘောင်းလေးတွေကိုတသေးလေးဘေးနဲ့နဲ့ကုတ်ပြီးတာအဲ့ထက်ဘာဖြစ်လဲဆိုတော့လက်ထဲမှာကင်ရတာကအရင်ကြီးစူးမနေဘူးအဲဒီလက်တန်းနေပိုင်းနဲ့ကင်တဲ့ခါမှာထောက်မနေဘူးပြီးတော့ကျွန်တော်ဂိမ်းဆော့တဲ့ခါသူတို့မျိုးကင်တဲ့ခါတွေပါဆိုရင်လည်းဒီဖုန်းကတော်တော်လေးကိုမှလက်ထဲမှာ smooth ဖြစ်တယ်၊ comfort ဖြစ်တယ်လို့ဒါပြောလို့ရတယ် ကျွန်တော်ဂိမ်းကြာကြီး Samsung ကြည့်အောင်မှာဒီ Infinite GT 30 Pro ရဲ့ Handfeel link ကလက်ထဲမှာစူးလာရင်နားရမဖြစ်ဖ ೇನೆ ပြောလက်နာရမဖြစ်ဖ ೇನೆ ကောင်းကောင်းလေးဆော့လို့ရတယ်ဒီလိုမျိုးဂိမ်းဆော့လို့အရန်ကောင်းအောင် Handfeel link အရန်ကောင်းအောင်လုတ်ပစ်လိုက်တယ်ဆိုပေမဲ့လည်းတစ်ဖက်ကနေပြီးတော့နည်းနည်းလေးပေးဆက်လိုက်ရမျိုးလေးရှိရပေါ့အဲ့ဒါဘာလဲဆိုရင်ဒီကောင်းရဲ့ big quality ကလက်ထဲမှာကန်ရတာတတောင့်တာရှိရဆိုပေမဲ့နည်းနည်းလေးချစ်ဖြစ်တယ်လို့ခံစားရတယ် အများကြီးဈေးပေါတဲ့ပုံစံမျိုးပါအဲ့လိုမျိုးခံစားရတယ်။အဲဒါကတော့တစ်ဖက်ကတစ်ခုကောင်းဖို့အတွက်တစ်ခုပေးဆက်ရတာဆိုတော့ဒါကတော့ထုံးစံပဲသူ့ဈေးနှုန်းအရဆိုတော့ဒါဘာမှတတိပြောစရာမရှိဘူး။ပြီးတော့ဒီကောက်မှာက15သိန်းဝန်းကျင်မှာဒီကောက်မှာပါတာက air track ကြီးဒါတွေကလည်းကောင်းကောင်းကြီးအလုပ်ဖြစ်တယ်ပုံမှန်ဖုန်းတွေမှာဒီ15သိန်းဝန်းကျင်ဖုန်းတွေမှာဆိုရင် air track ကပါဖို့ကဒါမရှိဘူးအဲဒီကောက်မှာ air track ကပါတယ် air track ကလည်းကောင်းကောင်းတုံးလို့ရတယ်ကျွန်တော်တို့ဒီ air track ကနဲ့ game ဆော့တဲ့အခါတုံးတာတွေပြီးရင်ဒီ air track ကနဲ့ပဲဒါ တပုံရိုက်တဲ့အခါမှာ first shot လိုက်တာမျိုးတွေပြီးရင်တပုံရိုက်တဲ့အခါမှာဒါတုံးတဲ့ခါမျိုးဒါမျိုးတွေကောင်းကောင်းတုံးလို့ရတယ်အတုံးဝင်တယ်ပေါ့ပြီးတော့နောက်တစ်ချက်နေတယ်ဒီကောင်းရဲ့ cloud တွေ cloud တွေကတော့နည်းနည်းလေးနှိပ်ရတော့အရင်အားမရဘူးကိုကော်တုံးလေးတွေကိုနှိပ်တယ်လို့တော့ခံစားရတယ်အဓိကကသူကဒီလို cloud တွေပါတွေကိုတိတ်ပြီးတော့ခေါင်းနဲ့မထည့်ပဲနဲ့ဒီဖုန်းကလက်ထဲမှာခြင်လို့ရှိရင်တတောင်းတတာဖြစ်အောင်ကိုအဓိကထား focus လုပ်ပြီးတော့ထုတ်ပေးထားတဲ့ ုံစံမျိုးဆိုတော့လေဒါတွေကတော့တိတ်ပြီးတော့အများကြီးအပြည့်ပြောစရာတော့မရှိဘူးဒါပေမဲ့ပုံကောင်းရင်တော့ဝမ်းသာအောင်ပါပေါ့โอเคကျွန်တော်တို့ performance ဘက်ကိုဆက်ပြီးတော့တွားကြတာပေါ့အဲ performance မှာဆိုရင်လည်းဒီကောင်က media target dimensity 6350 5G SoC ကိုထည့်ပေးထားတာအဲဒီကောင် performance ကလည်းတော်တော်မဆိုးဘူးဒါကမှ HOF 15နဲ့လာရဲဆိုတော့ဒါပြီးတော့နောက်တစ်ခုကဒီကောင်က HOS4 GT ဆိုပြီးတော့ဒီကောင်လာတာ။ပြောချင်တာဆိုတော့ဒီ GT 330 Pro အတွက်ပိုကောင်းတဲ့ Sport လေးလုပ်ပေးထားရဲဆိုတာမျိုးပါဗျာ။အဲတမန်ဟို software optimization ပိုကောင်းတာမျိုး၊ battery optimization ပိုကောင်းတာမျိုးဒါမျိုးလေးလုပ်ပေးထားရဲတဘောပေါ့။ဆိုတော့ dimension 6350ကိုမှဒီကောင်ကဂိမ်းဆော့တဲ့အခါမှာလည်းတော်တော်လေးကိုအဆင်ပြေရဲ။ကျွန်တော် PUBG ဆိုရင်ဟိုတနေ FPS နဲ့ရတဲ့ Ultra Extreme ဆိုပြီးရတယ်။အဲ mobile game မှာဆိုလို့ရှိရင်လည်းဒါကျွန်တော် mobile game မဆော့တော့ကြာပြီဆိုပေမဲ့လည်းပြန်ဝင်ကြည့်ရတဲ့အခါမှာလည်းပြန်ဆော့ကြည့်ရတဲ့အခါမှာတော်တော်လေးကိုမှ smooth ဖြစ် တွေ့ရတယ် smooth ဖြစ်ဆော့ရမျိုးပေါ့အဲတော်တော်လေးကောင်းတယ်ဆော့ရမဆိုးဘာပြောဒီ PUBG Mobile Legends မှာဒါကောင်းကောင်း run တယ်အဲ FPS ကောင်းကောင်းဆော့လို့ရတယ်တော်တော်လေးလည်း smooth ဖြစ်တယ်ဘာပြောဒီ game တစ်ခုမှာတော့ဒါကျွန်တော်တို့ဒီမှာအဆော့များတယ်ဒီ game တစ်ခုမှာဒါကောင်းကောင်းဒီကောင်းကကြော်ဖြတ်နိုင်တယ်ပြီးတော့အရန်ပူလားဆိုတော့လေမပူအရန်မပူလားဘယ်လိုလဲဆိုတော့ तू ကအချိန်ကြာကြီးဆော့ရင်တော့မှဒါကပြပြရနော်စမ်းထားတဲ့ experience ကိုပြန်ပြီးတော့ share ပေးတာ ဒီကောင်းကိုကျွန်တော်တို့စမ်းစော့ကြည့်ရဲ maybe ဒါကလည်းကျွန်တော်တို့ကအဲကွန်ခန်းနေပိုင်းမှာလည်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ဒါကြောင့်မို့လဲဖြစ်ရင်ဖြစ်မှာပေါ့ဒီကောင်းကိုစမ်းစော့ကြည့်ရတနိုင်နိုင်လောက်တခြားဆော့တာအောင်မှာပူတော့ပူလာတယ်ဒါပေမဲ့ frame drop မဖြစ်သွားဘူး ဲ့တခုကတော်တော်လေးကောင်းတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ထပ်ပြီးပြောပြရရှိတာကဒါ Dimensity 6350 5G ပေါ့နော်ဒီကောင်ကလည်းကောင်းကောင်းစပို့နိုင်တယ်လို့မျိုးဒီကောင်မှာထည့်ပေးလိုက် game mode ကလည်းတော်တော်လေးကောင်းတယ်ဘာလို့လဲဆိုတော့ဒီ Infinite GT 30 Pro ကိုပြောမယ်ဆိုရင်ဒီ game mode ကမဖြစ်မနေဘူးဒါထည့်ပြောအောင်ဒီ game mode မှာဘာတွေပါလဲဆိုရင် basic feature တွေပြီးရင်ဒါ quick access tool လို့ဟာမျိုးတွေပါအဓိကကဒီကောင်ကဒီထဲမှာကျွန်တော်တို့က ဒါ graphic တွေကိုကိုလိုသလိုချိန်လို့ရတာမျိုးတွေပြောလို့ရှိရင်ဒီ e-sport mode on တာတွေဒါ super post လောက်တာတွေပြီးရင် screen share ကို screen ကိုပြတာဖုန်းနေပိုင်းလာတဲ့အခါတွေပါတယ်ဆိုလို့ရှိရင်ဖုန်းမဝင်လာအောင်လုပ်တဲ့ဟာမျိုးတွေဒါမျိုးတွေအများကြီးပါတယ်အဲပြောလို့ရှိရင်ဘောနော်ကျွန်တော်တို့ဒါအဆုံးမဲ့တော်တော်ဆုံးနေ feature တွေတော်တော်ဆုံး fine bus ထားခြင်းတို့ဟာမျိုးတွေအပတ်လို့ရှိရင်မကျွန်တော်တို့ဒါ network တွေပြန်ပြီးတော့ line ကောင်းအောင်လုပ်ရဟာမျိုးတွေဒါမျိုးတွေအများကြီးပါတယ်ပြောရရင်မဒီကောင်က graphic တစ်ခုတည်းကို ဦးစားပေးတာမဟုတ်ဖက်နဲ့ဒီ gain ဆော့တဲ့အချိန်မှာ even ကျွန်တော်တို့ဒီ gain ဆော့တဲ့အချိန်မှာဒီ gain ထဲမှာပဲရှိနေအောင်လုပ်ပေးရမှာမျိုးလည်းပါတယ်ဖုန်းဝင်လာတာ message ဝင်လာတာမျိုးတွေဘာဆိုဘာမှ notification တွေမတက်လာအောင်လုပ်လို့ရတဲ့ဟာမျိုးလည်းပါတယ်ပြောရရင်ဒီမဟုတ်ကတော်တော်လေးကိုတော့ဒါ gain တကယ်ဆော့မယ်လို့ focus ထားမယ်လို့ဆိုရင်တော့ဒါတော်တော်လေးကိုမှအဆင်ပြေတယ်အဲဘာပဲပြောဒီ gain ဆော့နေတဲ့အချိန်နည်းနည်းလေးစိတ်ဆဲတာဆိုတာလေးစိတ်နှောင့်ဖြစ်တာလေးမတွေ့ရတော့ဘူးပေါ့နည်းနည်းလေးအဆင်ပြေသွားတယ်လို့ပြောရမှာပေါ့ Sphere ဒီကောင်ရဲ့ display ဘိုင်း display ဘိုင်းမှာဒီကောင်က6.7 inch ရှိတဲ့ AMOLED panel မှာသူက144 Hz လို့ပြောထားတာအဲ144 Hz လို့ပြောထားရဆိုရင်လည်းဒီ Infinity GT 30 Pro မှာဒါ144 Hz တုံးထားတယ်ဆိုတဲ့ feeling မျိုးကတိတ်တော့မရနိုင်ဘူးအဲဒါပေမဲ့လည်းဒါနည်းနည်းလေးတော့စိတ်ထဲမှာဒါစမှုတယ်လို့တော့ခံစားရတယ်။ဒါပေမဲ့ 1.4Hz ဆိုတဲ့ feeling ကိုအပြေအဝမရဘူး။ဒါတော့ပြောချင်တာ။အဲ display ဘက်ကတော့သူမဆိုးဘူး။နောက်တစ်ချက်က display ကိုသူကဘေးပေါင်း မှာလုံးလုံးလေးလုပ်ပေးထားဒီ display ခုံးခုံးလေးလုပ်ပေးထားဒါကြည့်ရတဲ့အခါမှာ display ကတစ်မျိုးလေးဆိုတဲ့ feeling မျိုးရတယ်အရင်လိုမျိုးတာကျွန်တော်တို့လေးတောင်ဆက်ဆန် display တွေတွေ့ရမှာဒါမျိုးတွေမဟုတ်တော့ဘူးနဲ့ display လုံးလုံးလေးနဲ့အဲ game ဆော့တဲ့အခါမှာကြည့်ရတဲ့အခါမှာတတော်ကိုမှဆွဲဆောင်မှုရှိတယ်မျက်စိပရိသတ်ဖြစ်တယ်ဒီ phone display ကိုပဲကြည့်ကျင်နေဆိုတဲ့ feeling မျိုးတော့ရတယ်ပြန်နောက်တစ်ချက်အနေနဲ့ gaming phone တော်များက display တွေအရင်ကောင်းလေးမရှိဘူး။ဒါပေမဲ့ Infinity GT 30 Pro မှာနည်းနည်းလေးမဆိုးလို့ပြောလို့ရတယ်။ဗမာပိုကောင်းလဲဆိုရင်ဒါကျွန်တော်တို့ ဆိုရှယ်မီဒီယာတွေပါတုံးလို့ရှိရင်တော့အဲ့တော့ထိကောင်းလာမဟုတ်ဘူးဆိုရင်ပဲဂိမ်းဆော့တဲ့အခါအင်ဂိမ်းရောက်လာတဲ့အခါမှာ graphic data ပြထားရတာ contrast တွေ saturation ဖြစ်တာမျိုးတွေဒါတွေကလုံးဝကြည့်ရတာအဆင်ပြေပြအแทမှာဂိမ်းဆော့တဲ့အခါမှာကျွန်တော်ဆိုးဆိုးပြပြလေးဆော့လို့ရတယ် gaming experience အတွက်ကတော့ဒီဖုန်းကကောင်းကောင်းကြီးပေးနိုင်တယ်တော်တော်ကောင်းတဲ့ experience လည်းရတယ်ဒါကျွန်တော်တို့စမ်းခဲ့တဲ့နောက်ချက်မှာ display ပိုင်းကြည့်ရတယ်ဒါဂိမ်းဆော့ရတွေပါတွေရအစားဒါတော်တော်လေးအဆင်ပြေခဲ့လို့ပြောလို့ရတယ်ဆိုတော့ပြီးတော့နောက်ထပ် camera ပိုင်း ကင်မရာဝိုင်းမှာဆိုတော့ဒီကောင်က one way megapixel ဆို main camera ရယ်8 megapixel ultra wide ပါတယ်တခြားမလို့အတိုင်းမပေါ့ဆိုတော့သူ့ main camera ကလည်းတော်တော်လေးကိုအဆင်ပြေဒီသူ့သေးတန်းဝင်းကျင်မှာတခြား performance ဦးစားပေးထားတဲ့ကောင်တွေထက်ဆိုင်အောင်မှကင်မရာကကောင်းကောင်းအလုပ်ဖြစ်တယ်အဲကြကြရတဲ့ပုံရလည်းတော်တော်လေးကိုအဆင်ပြေတယ်မဆိုးဆိုတဲ့အနေထားမှာရှိတယ် ပုံသွက်လေးတွေရလဲဒါ color ဘိုင်းတွေ contrast ဘိုင်းတွေကကြီးလို့ကောင်းတယ် performance ကိုဦးစားပေးထားတဲ့ gaming phone တစ်လုံးဖြစ်တဲ့အတွက်သူ့ရဲ့ camera ကလည်းအရင်ကြီးမျောလို့မရဘူးဆိုမှလည်းအရင်ကြီးဆိုးဆိုးကမဟုတ်ဘူးဒါလက်ခံလို့ရရနေထားမှာရှိတယ် selfie ကတော့ဒီကောင်က30 megapixel ပါတယ်အဲ selfie camera ရောတနေ့တူတော်တော်လေးအဆင်ပြေတယ်မှာပါတယ်ဆိုတော့ camera ဘိုင်းကလည်းအများကြီးပြောပြရမှာရှိဘူး ပြီးတော့နောက်တစ်ချက်ကတော့ battery battery ကတော့ဒီကောက်မှာ9500 mAh ကိုမှဒါ45ဝက်ဖတ်ချာခြင်းရတယ်ဒါကောက်မှာ wireless ချာခြင်း30ဝက်လည်း support လုပ်ထားသေးတယ်ဆိုတော့ battery life ကတော့အရင် strong ဖြစ်လာရလို့မဟုတ်ဘူးဆိုတော့ သိရတိုင်းပဲဒီဘက်အချိန်မှာကအကုန်လုံးကစီလီကွန်ကောင်ဘက်ထရီဟိုဘက်ထရီဒီဖရီတုံးလာတဲ့အချိန်မှာဒီကောင်မှာပါ9000 mAh ကအရင်ကြီးလုံလောက်တယ်ရန်ကြီးများတယ်မဟုတ်ဘူးဆိုရင်မနေ့ဒါသူ့အနေထိုင်တဲ့သူတင်းတင်းတဲ့ဟာမျိုးတော့ပြောလို့ရတယ်အဲဘယ်လိုလဲပြောဒါ one day မှာ game ဆော့ဘူးဆိုရင်တော့တရက်ကကောင်းကောင်းတုံးမရရင် game ဆော့မယ်ဆိုရင်တော့နှစ်ခါလောက်တော့သွင်းမှာဖြစ်မယ်ပြန်နောက်တစ်ချက်ဒီကောင်က Jurel Stereo Speaker ပါမယ် Speaker အတန်အတွက်က တော်တော်လေးကိုမှကျဲတယ်ဒါပေမဲ့အတန်အဆုံးနှိတင်တဲ့အခါမှာကျတော့စပီကာတန်းကဆူးထွက်သွားပြီကျွန်တော်ဒီအနောက်ကဘက်ကပါမှာနည်းနည်းလေး vibration လေးတုံလာပြီးတော့တွေ့တယ်အတန်ကိုအဆုံးနှိတင်ချလိုက်ဒါမျိုးလေးတော့ဖြစ်တယ်အဲဒါပေမဲ့သူ့အတန်နေထားတယ်ဒါတော်တော်လေးအဆင်ပြေအဲမဆိုးဘူးဒီဈေးတန်းဝင်ကျင်ကျွန်တော်အများကြီးသွားပြီးတော့လေမှန်တယ်လို့မှမရဘူးဟုတ်တယ်မလားပြီးတော့ဒီကောက်မှာနောက်ထပ် analysis fingerprint ပါမယ် analysis fingerprint ကလည်းညံတယ်အဲ smooth ဖြစ်တယ်ပေါ်လာတာပေါ့ sorry ဉာဏ်နဲ့စမှုဖြစ်တဲ့သူ့အနေထားနဲ့သူဘာပြောဖွင့်ရပြုရလေးကကောင်းတဲ့အနေထားမှာရှိတယ်။ဆိုတော့ဒီ Infinite GT 30 Pro ကိုဒါအကုန်လုံးကိုခြုံပြီးတော့ပြောမယ်ဆိုရင်တော့15သိန်းဝန်းကျင်မှာ gaming phone တစ်လုံးအနေနဲ့ဒါကျွန်တော်ရွေးချယ်စရာတွေအများကြီးရှိတယ်။ performance ဦးစားပေးဖုန်းတွေအများကြီးရှိရယ်ဆိုပေမဲ့ official global ထဲမှာဒီလို design နဲ့ဒီလို address ကတွေပါတာမျိုးဒီလို performance ရတာမျိုးပြီးရင်ဒီလို quality မျိုးဆိုတာက official global ထဲမှာ တော်တော်လေးကောင်မှရှားနေတယ် official global ထဲမှာเนาะ official global ထဲမှာပြီးတော့ဒီတခြားပေါ့နော်ဥမာဆိုပါဆိုကျွန်တော်တချို့ gain တွေဆိုရင်ဝင်နေ FN နဲ့ short လို့ရရတယ်အရန်မပူတာတွေအပြီးရင် short ရတာ frame drop မဖြစ်တာမျိုးတွေအာသွင်း short ရတာဥမာဖုန်းက short လို့အရန်ကောင်းနေတာမျိုးတွေဒါမျိုးတွေကလည်းတချို့ဖုန်းတွေနဲ့ရှင်းမယ်ဆိုရင်တတော်လေးတာရလို့ပြောလို့ရတယ်အဲတည့်ရတိုင်းပဲပြောတာလူတကူအချိုက်တစ်မျိုးစီပေါ့ကိုက ဘာကြိုက်တာလဲကိုကဘာလို့လိုချင်တာလဲဒါမျိုးလေးရှိတာပေါ့ဗျာတချို့ကြောက်ရလဲ infinite ဘာညာဆိုတာ ਨੇ မကြိုက်တာမျိုးတွေလည်းရှိတယ်ဒါပေမဲ့ခုနအစားပြောခဲ့သလိုပေါ့ဒီဖုန်းကြောင်းပြောတဲ့အခါမှာကျွန်တော်တို့ကပြောရင်တော့ရုံမှာမဟုတ်ကိုယ်တိုင်ကြုံမှသိမယ်ဆိုတာမျိုးကဒါကိုပြောချင်တာဒါဆိုကျွန်တော်တို့ infinite gd 30 pro ကဘယ်သူတွေအတွက်ဖြစ်မလဲရှင်းပါတယ်ကိုက15သိန်းသုံးမယ်ဂိမ်းဒီတန်ကောင်းကောင်းဆော့ချင်တယ် air tracker တွေပါတာကိုကြိုက်တယ်တမဂိမ်းကို FA ရဲ့အပြည့်နဲ့ဆော့ချင်တယ် ပူရာမွေးမကြုံကျင်ဖရိန်ဒရာမွေးမကြိုက်ဘူးဆိုရင်တော့ဒါ infinite gt 30 pro ဒါမျက်စိမှတ်ပြီးရွေးပဲလို့ရတယ်တကယ်လို့အဲ့လိုမဟုတ်ဘူးကိုကဒါဒီဖုန်းကိုမကြိုက်ဘူးဘာညာဆိုရင်လည်းဒီ15သိန်းဝန်းကျင်မှာဆိုရင်ဒါ k 80တို့တမန်ဟို poco a7 pro တို့ပြောလို့ရှိရင်ဒါ tavo cv တွေဒါမျိုးတွေဝယ်လို့ရတယ်ဒါကတော့ကိုအကြိုက်နဲ့ကိုဝယ်ရမှာဖြစ်တဲ့အတွက်ဘာမှအများကြီးတော့မပြောလို့ဘူး ဘလိုပဲဖြစ်ကျွန်တော်အနေနဲ့ဒါကိုစမ်းထားတဲ့ experience ရဆိုရင်တော့ဒီဈေးတန်းဝင်ချိန်မှာ air trick ကတုံးလို့ကောင်းတာတွေ frame drop မဖြစ်တာတွေကဒါတွေက gain ကောင်းကောင်းဆုံးမဲ့သူတို့ကတော့ဒါကောင်းကောင်း recommend ပေးလို့ရတယ်ဒါဖုန်းတစ်လုံးလို့ပြောရမယ်တခါတလေမှာတချို့ဟာတွေကောင်းကောင်းရဖို့အတွက်ကိုတချို့ဟာတွေ compromise လုပ်ခံရရဆိုတာဒါဖုန်းလောကမှာဒါပုံမှန်ပဲဒါကတော့ infinite gt 30 pro ရဲ့ gaming experience ကိုစမ်းထားပြီးတာဆိုတော့ကိုလိုလိုဆိုရင်ရောဒီ infinite gt 30 pro ဘယ်လိုမျိုးမြင်လဲဘယ်လိုမျိုးသဘောရလဲအောက်ကကွန်မန့်မှာဆွေးနွေးပေးခဲ့ပါဦး ဆိုတော့ကျွန်တော်တို့နေမှတွေ့ကြရပါဘို့အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အမင်းကြော်ယူပါ Yangon Mobile Store